ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့စောက်ပါတပုတ်ကတော့ကုလဆူဝေရေးသားတဲ့ဒေါံဆန်းစုကြည်ရဲ့အချင်းဇံဘဝတစည်းတစောင်းဆိုတဲ့စောက်ပါတပုတ်ပဲဖြစ်ပါတယ်။အကျန်းဖတ်မြမဆက်အနာရှင်ဘူချုပ်ကြီးမြတ်ဖို့လူလူရဲ့လေးစားချစ်ခင်ရတဲ့နိုင်ငံခေါင်းဆောင်တဦးကိုထောင်သွင်းအချင်းချထားတယ်ဆိုတဲ့တစ်ချက်နဲ့ပဲ၎င်းတို့ကလူလူရဲ့ဦးရဲအသေးတွေကယွန့်ရှာမုံတီနေခြင်း ခံကြရပြီ ဖြစ်ပါတယ်နိုင်ငံတကာမြန်မာလည်းအသက်80ရွယ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တဦးအားလုတ်ကျန်းလီစဲထားတဲ့ပြစ်မှုမျိုးစုံနဲ့ထောင်တန်းနှစ်30နီးပါးလောင်ပိတ်ထားဖို့ကြံစည်နေမှုကြောင့်တိတ်ခါတပြားသားမှပင် မရှိတရားဝင်အုပ်ချုပ်ပိုင်ခွင့်မရှိတော့လို့ယူဆထားကြ၍လေ၎င်းတို့ရဲ့လက်ပါစီများအားကုလသမဂ္ဂအဆောက်အုံတဲသို့ပင်အဝန်မခံကြတော့ပါဘူး ထို့သောပြည်တွင်းပြည်ပကသဘောထားနေကြတာကိုအကျန်းဖက်စစ်ဘူချုပ်ဆိုသူများက ကောင်းစွာသိနားလည်ထားပြီးဖြစ်ပါတယ်။ထို့သော၎င်းတို့သူမအပေါ်ကြောက်နေတဲ့စိတ်ကိုမိတို့မြတားဆီး၍မရဖြစ်နေရရှားပါတယ်။ထို့သောကြောက်တဲ့စိတ်ကလည်းခုမှ ပေါ်လာကြတာမဟုတ်ပါဘူး။သူမနိုင်ငံကိုခြေချလာကြတဲ့ကဒရေတီလာကြခြင်းဖြစ်ပါတယ်။ မင်းအွန်လိုင်းဖို့ကဆရာဆရာကြီးများပင်ကြောက်ခဲ့ရခြင်းမှာ၎င်းဖို့မကြောက်ဖဲနေ၍ရမည်လောထိုကြောက်စိတ်ကိုအကျန်းဖတ်နည်းနဲ့ဖြေရှင်းဖို့ဆုံးဖြတ်လာပါလေဆရာသမားများကအလျှော့ပေးခဲ့လွန်း၍ဖြစ်သည်ဆိုတဲ့လူမိုက်တယောက်ရဲ့အတွင်းနဲ့သူတို့ထက်ပိုကျမ်းပြမယ်ဆိုကပြင်ပကဘာနဲ့အပီးပိုင်အဆက်ဖြတ်လိုက်ပါတော့တယ်သို့တော်၎င်းအားထပ်မှဆူခဲ့တဲ့အတိုင်း အားလုံးရဲ့ရွန့်ရှာမုံတီနေမှုကိုခံရသည်သာအဖက်တင်သွားခဲ့ပါလေပြည်သူခေါင်းဆောင်မျိုးသမီးကြီးကအရင်ဘိုတန်းရွှေခစ်ခရဲကပင် သူမရဲ့လှုပ်ဖော်ကင်ဘက်ရဲဘော်များကဲ့သို့ထားပါလို့အခွင့်ရတိုင်းတောင်းဆိုနေခဲ့သူ ဖြစ်လို့ထူးမခြားနားလားသူမလိုပင် သူမရဲ့လူရင်ဆန္ဒပြေဝသားသွားတယ်လို့ပင် ပြောရမှာဖြစ်ပါတယ် သို့တော့ပြည်သူများရဲ့စိတ်မှာတော့အသက်ရွယ်ရလာပြီဖြစ်တဲ့၎င်းတို့ရဲ့ခေါင်းဆောင်အတွက်စိုးရိမ်ပူပန်လာနေကြပါတယ်။မိသူနှစ်မြလဲတွေးခွင့်မရဘာသတင်းမှလဲမကြားရဖြစ်နေပါလေ။သို့တော့အသက်80ပြည့်မွေးနေ့မတိုင်မီလေးမှာပဲ2024အစောပိုင်းကာလသူမရဲ့နေ့စဉ်လှုပ်ရှားမှုမှတ်တမ်းအပြင်သို့ပေါက်ကြားလာခဲ့ပါလေ။နိုင်ငံရေးမှာတိုက်ဆိုင်မှုဆိုတာမရှိဆိုတဲ့စကားအတိုင်း ၎င်းတို့ ကိုယ်တိုင်းမင်းကြောက်ရောက်လာလက်တန့်သောပြစ်တင်ရှုတ်ချခံရတော့မယ်အရေးကိုတတ်တာလူတတ်တာညာထုတ်လွှင့်ခဲ့လီသလောမိတို့ပင်ဆိုစီပြည်သူရင်ခွင်အဖွဲ့မှရရှိသွားခဲ့လို့ဒေါန်စန်းစုကြည်လွတ်မြောက်ရေးဥဆောင်တိုက်ပွဲဝင်နေတဲ့လန်ဒန်ရှိ ဂါရီယန်သတင်းစာတိုက်ကြီးထံပေးပို့ခဲ့ပြီးတကဘာလုံးတည်ဝင်ရလာခဲ့ပါတယ်။အဆိုပါမှတ်တမ်းဟာ2024ဇန်နဝါရီမှဖေဖော်ဝါရီကာလအတွင်းနေ့စဉ်လှုပ်ရှားမှုများမှတ်တမ်းတင်ထားတာကိုတွေ့ရပါတယ်။ယင်းနဲ့တူ2020တရားရုံးထောက်ဆင်ရိုက်ကူးထားတဲ့မှတ်တမ်းဓာတ်ပုံများလည်းပါပါတယ်။ထိုဓာတ်ပုံများထဲမှာအဖြူရောင်ရှိအင်းကြီးအ내ရောင်ထမိန်ကိုဝတ်ပြီးထိုင်နေပါတယ်။ ခိတကနထရက်စင်လက်ထဲတွင် ဖိုင်တစ်ခုကင်ထားတာကိုတွေးခဲ့ရပါတယ်။ဒေါန်ဆန်းစုကြည်ကမနက်၄နာရီခွဲမှာအေယာကထပါတယ်။ည၈နာရီခွဲမှာတနစ်တာလှုပ်ရှားမှုပြီးဆုံးပြီးအေယာဝင်တယ်လို့ပါရှိပါတယ်။တနစ်တာလှုပ်ရှားမှုများမှာတနာရီကတရားထိုင်ခြင်းပရိစိတ်ချင်းနဲ့မနက်စာနေ့လယ်စာညစာဟူ၍၃ချိန်စားတော့ပါတယ်။မနက်စာမှာကြက်ဥမကြက်တကြက်ပြုတ်နှလုံးနေ့လယ်စာကိုတော့ခမ်းများများစားပါတယ် ခမည်းများဆိုတော့လေထမင်းနှစ်စွန်းကကြက်သားငဆုတ်ဟင်းချူချောကလက်နှစ်ပြားငကမောက်သီးနှလုံးဖြစ်ပြီးညစာကိုဟင်းညုံနဲ့ပေါင်မုတ်တာစားပါတယ်ညနေပိုင်းမှာအခန်းပတ်ပတ်လေလမ်းလျှောက်လေ့ကျင့်ခန်းလုပ်ပါတယ်ကြံအချိန်များမှာသူမရဲ့ဥပရေရေးရာတိုင်ပင်ခံများပို့ပေးထားတဲ့အင်္ဂလိပ်နဲ့ပြင်သစ်စာအုပ်များတကုတ်ကုတ်ဖတ်ရင်းအချိန်ကုန်လွန်စေတယ်လို့မှတ်တမ်းများမှာ ပါရှိလာခဲ့ပါတယ် ကျမ်းမာရေးဆောင်းရှောက်ခံရမှုနဲ့ပတ်သက်ပြီး အပိုက်ကတမန်ကရှန်ကမြတာဖြစ်နေတာကိုတွေ့ရတယ်လို့ဆိုပါတယ်ဆိုလိုတာကပုံမှန်စစ်ဆေးခြင်းမျိုးမရှိပဲတခုခုဖြစ်မှဆေးထိုးဆေးတိုက်လှုပ်ခြင်းမျိုးသာ ဖြစ်ပါတယ်အထူးသဖြင့်တရက်မှာအခန်းပူချိန်37 degree centigrade ရှိတယ်လို့ပါရှိတဲ့အတွက်လေးပိစက်မရှိလို့ယူဆရပြီးခန္ဓာကိုယ်အတွင်းရေဓာတ်ခန်းချောက်မှုနဲ့အပူရှက်ခြင်းတို့ဖြစ်ပေါ်နိုင်၍စိုးရိမ်စရာ ဖြစ်လာရပါတယ်။မှတ်တမ်းနဲ့မပတ်သက်တဲ့အကျဉ်းထောင်သတင်းရက်ကွက်တစ်ခုကမူသူမရဲ့နေထိုင်မှုပုံစံဟာရခင်လိုပင်တိမ်မွေ့မှုရှိနေတော်လဲပြောင်းလဲလာတဲ့လက္ခဏာများတွေ့လာရတယ်လို့ဆိုပါတယ်။ပန်းပန်ချင်းမျိုး မလို့အတော်ကြီးဆိုကစွန့်လွတ်ထားတာကိုလည်းတွေ့ရပါတယ်။အစိုးရကအကောင်အဖြစ်ယနေ့လူငယ်များဟာတောင်ဆန်းစုကြည်ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲများကိုသိရှိသဘောပေါက်လာကြမှာဖြစ်တည်နေအမျှ သူမရဲ့ကိုကျင့်တိတ်ခါနဲ့တတ္တိရှိရှိရဲဝံစွာ ရင်ဆိုင်ခဲ့မှုများဟာဒီမိုကရေစီရဲ့ရည်အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အတူယူစရာများအဖြစ် ယူဆကြပြီး တိုင်းပြည်အတွက်ခေါင်းဆောင်ခေါင်းများ ထွက်ပေါ်လာတော့မှာဖြစ်ပါလေကျမ်းဖတ်သမားမင်းအောင်လိုင်းရဲ့ဖို့က ပြည်သူတရလုံးရဲ့အမုန်းဆုံးလူသားဘွဲကို အာနာနဲ့လဲလေလိုက်ပြီးဖြစ်ပြီးတော့တိုင်းပြည်ကို ရေရာနိုင်လျင် အုပ်ချုပ်ရရပြီလို့ယူဆကမိုက်တွင်းနဲ့နေစေပင်ဖြစ်ပါလေ2023ခုနှစ်အတွင်းထိုးစင်ကကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ပြောခဲ့တဲ့ကိုယနေ့တိုင်းအမှတ်ရနေစေဖြစ်ပါလေဖနမ်းမင်ရှိရေတပ်ဆက်ယုံဖွင့်ပွဲအခမ်းအနားမှာပြောကြားခဲ့တဲ့မိန်ကွန်းထဲမှာ ထိုဆက်ယုံအတွက်ပနက်ရိုက်အခမ်းအနားကိုမြမပြည်မှာဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အာနာတိန့်တဲ့နေ့မှာမိမိတက်ရောက်ခဲ့ရာယခုပထမအဆင့်ဆက်ယုံကြီးအောင်မြင်စွာပြီးစီးခဲ့ပြီဖြစ်တယ်မြမဟာထိုကာလအတွင်းဘာရီများဖြစ်ဖြစ်မြောက်မြောက်အောင်မြင်အောင်လှုပ်ခဲ့ပြီးပြီလေလို့မိမိမေကွန်ထုတ်လို့ကြောင်းထဲ့သွင်းပြောဆိုသွားတယ်လို့ဖနန်းပင် post သတင်းစာမှာ ရေးသားထားပါတယ်နောက်နှစ်နှစ်ကြာ ယခုထိလဲသွေးထွက်အောင်မှန်နေသေးပင် ဖြစ်ပါလေပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်